အားလုံးပဲမင်္ဂလာပါ United သုံးကနေကြိုဆိုပါတယ် United ကစနေနေ့ည8:00နာရီခွဲမှာဆန်သာလန်နဲ့ရှင်ပြန်ကစားခဲ့တယ်ဒီပွဲဟာနီးပြအမ်မွန်နဲ့ United တင်းသားတွေအတွက်ပြောက်ကရုံးခွန်နိုင်ဖို့အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့တယ်အထူးသဖြင့်နီးပြအမ်မွန်ရဲ့အနာဂတ်အတွက်ဆုံးဖြတ်ဖြစ်သွားနိုင်တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပြီးတော့ပြားတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ပွဲစဉ်တစ်ခု ဖြစ်ခဲ့တယ် ဒီလိုပွဲစဉ်မျိုးမှာ M1 အနေနဲ့ကောင်းကောင်းဂိုင်တွင်နိုင်ခဲ့ပြီးတော့ out of position မှာပြောင်းလဲတချို့ပြုလုပ်ခဲ့တာကိုမြင်တွေ့ခဲ့ရတယ်။အဲတော့ M1 အနေနဲ့ဘယ်လိုပြောင်းလဲမှုတွေပြုလုပ်ခဲ့လဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီနေ့ analyze ပြုလုပ်သွားမှာဖြစ်ပါတယ်။ M1 အနေနဲ့ဒီပွဲမှာသူ့ရဲ့စိတ်ကြိုက်ဝက်ထွက်လူစင်းနဲ့ဝက်ထွက်လာခဲ့ပြီးတော့ကိုသမားတဲ့လက်မှန်းကိုလည်းဝက်ထွက်ကစားသိခဲ့တယ်။အထူးသဖြင့်ကိုသမားနေရာမှာ တင်ရန်ဒါအစလမန်းကိုပွေထွက်လာခဲ့တာနဲ့ပွေတွင်းမှာတင်းလိုက်ကစားပုံထက်တကိုယ်တော်ရောအားကိုပဲအသုံးပြုပြီးခိုးရခြင်းသောများနေတဲ့မတည့်ရခွင့်အနေမှာမစင်မောက်ကိုအသုံးပြုခဲ့တာကဒီပွဲအတွက်နိုင်ရလက်ဖြစ်ခဲ့တယ်လို့ပြောလို့ရတယ်။ကိုသမန်းလမန်းအနေနဲ့ရေးပါတဲ့ကာကွယ်မှုနှစ်ချိန်ပြုလုပ်ခဲ့ပြီးတော့ဘောလုံးဖြန့်ဝေမှုပိုင်းမှာလည်းကောင်းဝင်ခဲ့တယ်လို့ ပထမဆုံးပွဲဦးအတွက်ဖြစ်ပေမဲ့တင်ငိန်နဲ့လက်စွမ်းနဲ့ကစားပုံကိုပြသနိုင်ခဲ့တာကိုတွေ့ခဲ့ရတယ်။မက်ဆမောက်အနေနဲ့လည်းဒီပွဲမှာခြေစွမ်းပြကစားခဲ့ပြီးတော့ Old Trafford မှာသူ့ရဲ့ Premier League တွင်ကိုတွင်ယူနိုင်ခဲ့တယ်။အထူးသဖြင့် မောင်ပါတဲ့ပွဲတွေမှာဆို United ရဲ့ out of position တွေမှာဆို12ဆင်းပေးတာကတော်တော်လေးတိုးတက်ကောင်းဝင်တာကိုပေးရတယ်။ဒါကိုမောင်ပါတဲ့ပွဲနဲ့မပါတဲ့ပွဲတွေမှာကြည့်ရှုမယ်ဆိုရင်မြင်တွေ့ရနိုင်တယ်။ပြီးတော့နောက်ထပ်ဒီပွဲမှာ out of position မှာ M1 ဟာညီတူအပြောင်းလဲတစ်ခုကိုပြုလုပ်ခဲ့တာကိုမြင်တွေ့ခဲ့ရတယ်။ M1 အနေနဲ့ဒီပွဲမှာ ဖိုးဖိုးတူရှိတ်ပုံစံနဲ့ဖိအားပေးတာကိုတွေ့ရတယ်။ဒါကဒီဘွင်းမှာတော်တော်လေးစင်ပြေခဲ့တယ်လို့ပြောလို့ရတယ်။စက်ကူနဲ့အဘူဘူးကိုရှေ့မှာတည်ပြီးပြားပေးခဲ့တာကိုတွေ့ခဲ့ရတယ်။ဆက်ကူနဲ့အန်ဘူးကစန်တာလန်ရဲ့ဘောလုံးလာရအဓိကဖြစ်တဲ့ရှာကာကိုလိုက်လံပြားပေးခဲ့တာကိုမြင်တွေ့ခဲ့ရနိုင်တယ်။ဒီမှာဆိုရင်ဒါကိုမြင်တွေ့ရနိုင်တယ်။ဘောလုံးရွှေသွားတဲ့ဘက်ကိုဖိုးဖိုးတူရှိတ်ပုံစံသုံးယူကဆက်ကူနဲ့ အန်ဘူဘူးကရှာကာကိုတလဲစီလူကတ်ထားတာကိုမြင်တွေ့ရလိမ့်မယ်။ဒီပုံစံမျိုးပြုလုပ်လိုက်တာကသန္တာလန်ရဲ့ပါစင်တွေကိုပိတ်ဆို့ထားပြီးတော့သန္တာလန်အနေနဲ့အစွန်တွေကနေပဲဘိုလုံးကိုပေးပို့ခဲ့တာတွေကိုပြေးခဲ့ရတယ်။ဒီလိုလုပ်လိုက်တာက United မှာအားအနေဆုံးလို့ပြောလို့ရတဲ့ကွန်းလေချိုးကိုဒီပွဲမှာသက်တာရာရရှိခဲ့တယ်လို့ပြောလို့ရတယ်။အမွန်အနေနဲ့ပြီးခဲ့တဲ့ပွဲတွေမှာဆိုအောက်ပိုဇီရှင်တွေမှာဆိုရင် 532နဲ့လိုက်လံပြရပေးတဲ့ဆာမှာခြံစစ်မှာတော့အဆင်ပြေခဲ့တယ်ဆိုရင်မဲ့ဝင်းလေကဘလိုမှအဆင်ပြေခဲ့ပဲခိုင်းနေတဆုံတဲ့ကိုဖတ်သိနေနဲ့အလွယ်တကူဝင်ရောက်နိုင်တာကိုတွေ့ခဲ့ရတယ် ဒီနေ့ပွဲမှာဆိုခိုးခိုးတူရှိတ်ပုံစံသုံးပြုလက်ချင်းကတိုက်စစ်နှစ်ယောက်ဖြစ်တဲ့အန်ဘူးနဲ့စကူကစန္ဒာလန်ရဲ့ကီးပလေယာဖြစ်တဲ့ရှာကာရဲ့ဘောလုံးလမ်းကြောင်းကိုပိတ်ဆို့နိုင်တယ်လို့ဝန်လေမှာ၄ယောက်ရှိနေတော့စန္ဒာလန်အနေနဲ့ဘောလုံးပေးဖို့လမ်းကြောင်းမရှိဘဲနောက်မှပဲအချိန်ကုန်နေခဲ့တာတွေကိုဒီမှာတွေ့ရနိုင်တယ်။ဒီလိုဖိအားပေးလိုက်တာကကွင်းလေမှာရှိတဲ့ ဘရူနိုဖာနန်ဒက်အနေနဲ့တစ်ပတ်သင်းဘောလုံးပြတ်သွားချိန်နဲ့ကိုဘတ်မှာဘောလုံးရှိနေချိန်တွေမှာဆိုတိုက်စစ်ကိုလွတ်လွတ်လပ်လပ်လိုက်ပါခွင့်ရခဲ့သလိုဒီနေ့ပွဲမှာကွင်းလယ်နေရာမှာဖာနန်ဒက်အနေနဲ့တည်ငြိမ်တဲ့ကစားပုံတစ်ခုကိုပြတ်သားနိုင်ခဲ့တာကို တွေ့ခဲ့ရတယ်။ဒီဟာကိုမစင်မောက်ရာသွားတဲ့ကုန်းမှာဆိုရင်ပြင်တွေ့ရနိုင်တယ်။ဒီမှာဆိုအာမတ်နဲ့ဘရိုင်ယန်အန်ဘူးဘောလုံးပေးနေတဲ့ဖာနန်ဒက်ကအရှိတက်လာပြီးနေရာယူထားတာကိုတွေ့ရတယ်။ အံဘူးဘောလုံးရသွားချိန်မှာဖာနန်ဒက်အနေနဲ့ဘောလုံးပေးလို့ရအောင် နေရာယူပေးခဲ့ပြီးဒီချိန်မှာဆန်နာလန်ခံစစ်ကလာမားတွေအနေနဲ့ဖာနန်ဒက်ကိုပဲအာရုံရနေချိန်မှာအံဘူးဘူးကမစင်မောက်စီကိုဘောလုံးကန်တင်ပေးခဲ့တယ်။ဒီကနေပဲယူနိုက်တက်ကထမဆုံးဥဆောင်ကိုရသွားခဲ့တယ်။ဒါကအမွန်အနေနဲ့အောက်တော့ပိုသေးရှင်တွေမှာဖိုးဖိုးတူးရှိတ်တုံးပြရခြင်းရဲ့အသာချက်လို့ပြောလို့ရတယ်။ ဒီလိုလှုပ်ခြင်းကဖာနန်ဒက်လိုတိုက်စစ်အတွက်အဓိကအားကိုးလို့ရတဲ့ကာလမှာကိုတိုက်စစ်အတွက်လင်းလက်စွာလိုက်ပါခွင့်ရခဲ့သလိုဖာနန်ဒက်အနေနဲ့ဂိုးဝင်သွားနိုင်စေတဲ့ကိုတော်ကိုကန်သွင်းခဲ့ပြီးတော့ဆန်ဒါလန်ဂိုးသမားကောင်းခဲ့လို့သာခုံရခဲ့တာလို့ပြောလို့ရတယ်။ MON အနေနဲ့ ဒီလိုဖိုးဖိုးတူးရှိတ်ကိုပြီးခဲ့တဲ့ရာသီယူရှင်န်းပွဲတွေမှာလည်းတုံးပြုတ်ခဲ့တာကိုမြင်တွေ့ခဲ့ရတယ်။အလုံးလည်းဖြစ်ခဲ့တယ်။ဒါကိုဒီလိုတကယ့်ပွဲတွေမှာဘာကြောင့်အသုံးမပြုခဲ့တာလဲဆိုတာတော့အမှန်ပဲသိနေမယ်။ဒီနေ့ပွဲမှာဆိုဖိုးဖိုးတူးရှိတ်ဘလောက်လုံးဖြစ်ခဲ့လဲဆိုတာကိုမြင်တွေ့ခဲ့ရနိုင်တယ်။ဆန္ဒလမ်းမကောင်းလို့မဟုတ်ပဲ United အနေနဲ့ဆန္ဒလမ်းရဲ့ဘောလုံးလာရာကီးပလီယာဖြစ်တဲ့ရှာကာကိုနီးပြူအားတစ်ခုအနေနဲ့တားဆီးနိုင်ခဲ့တာကိုပြောလို့ရတယ် ီပွဲမှာနောက်ထပ်ပေါင်းလက္ခဏာဆောင်ခဲ့တာကအာမတ်နဲ့ဘယန်အန်ဘူဘူးအတွဲလို့ပြောလို့ရတယ်ပြီးခဲ့တဲ့ပွဲတွေမှာဒီနေရောက်ရဲ့လင်းအပ်ပလေးတွေနားလည်မှုလွဲနေခဲ့တာကိုတွေ့ခဲ့ရတယ်နေရောက်သားထက်နေပြီးတော့အဆင်ပြေမနေခဲ့ပဲလင်းအပ်ပလေးမှာလည်းအဆင်ပြေမှုမရှိခဲ့တာကိုတွေ့ခဲ့ရတယ်ဒီနေ့ပွဲမှာတော့လင်းအပ်ပလေးမှာကောင်းမွန်တဲ့ performance ကိုပြသခဲ့တယ်လို့ဆန်ဒါလန်ခံစစ်အနေနဲ့တော်တော်လေးအလုံးရှုပ်စေခဲ့တာကိုတွေ့ခဲ့ရတယ် ဒီပွဲမှာနားလည်မှုရှိသွားနဲ့ချိတ်ဆက်ကစားနိုင်တာကိုတွေ့ခဲ့ရပြီးတော့အာမေရောဘယန်ဘူးဘူးရောကိုရသွားနိုင်တဲ့ကံသွင်းချက်တွေပြုလုပ်ခဲ့ပြီးတော့သက်တင်းရဲ့ကုသမကောင်းခဲ့လို့သာကိုမရခဲ့တာဖြစ်တယ်။အထူးသဖြင့်ဒီပွဲမှာအာမတ်အနေနဲ့တိုက်စစ်ခံစစ်ဘယ်လန့်ဖြစ်အောင်ကစားသွားခဲ့တာကိုတွေ့ခဲ့ရတယ်။အဲတော့ဒီတွဲဟာနောက်ပွဲတွေမှာလည်းတဖြည်းဖြည်းနဲ့နားလည်မှုရလာခဲ့ရင် United ရဲ့ညာဂျန်တိုက်စစ်ကပိုင်ပတ်အသင်းတွေအတွက် ထင်းချိုရခတ်တဲ့တိုက်စစ်တွေဖြစ်လာမယ်လို့မျှော်လင့်လို့ရတယ်။ MON နေနဲ့လေဒီတိုက်စစ်တွေကို များများအသုံးပြုပြီးတော့နားလည်မှုရအောင်ကူညီပေးဖို့လိုအပ်လိမ့်မယ်လို့ထင်တယ်။ဒီဘွဲမှာနောက်ဆုံးအနေနဲ့ချီကျူးရမယ့်သူကဘင်ဂျမင်စကူဖြစ်တယ်။ဒီဘွဲမှာစကူအနေနဲ့နီးပြအမွန်ရဲ့နီးပြရာအတိုင်းလိုက်ကစားနိုင်ခဲ့တာကိုတွေ့ရတယ်။ဟိုရက်ပလေးနဲ့လင်းရက်ပလေးမှာအန်ဘူးဘူးအာမတ်မက်ဆင်မောက်တို့နဲ့ ကောင်းမွန်စွာချိတ်ဆက်ကစားနိုင်တာကိုပြေးခဲ့ရတဲ့ကံပေါ်မှာလည်းကောင်းကောင်းနိုင်ယူနိုင်သလို interception မှာလည်းတော်တော်လေးကောင်းမွန်ခဲ့သလိုဘောလုံးပြန်ဆဲယူမှုမှာလည်းကောင်းမွန်ခဲ့တာကိုတွေ့ခဲ့ရတယ်။တွင်ဟိုတကူလည်းရခဲ့သလိုနှစ်ပွဲဆက်ကိုတွင်ပြီးတော့ United မှာတပြေးပြေးအသားချလာတာကိုမြင်တွေ့ခဲ့ရတယ်။နောက်ထပ်ချီကျူးရမှာကသူ့ရဲ့တပန်းစစ်အရှင်ပါပဲ။ဒီပွဲမှာ19အနေနဲ့တိုက်စစ်ကစားသမားဖြစ်ပေမဲ့ ခြံစစ်လိုက်ပါမှုမှာ over perform ပြုလုပ်သွားခဲ့တာကိုတွေ့ခဲ့ရတယ်။ရှင်းထုံမှု2ကြိမ်၊ခေါင်းတိုက်ရှင်းထုံမှု2ကြိမ်နဲ့ week campari 3ကြိမ်ပြုလုပ်ခဲ့ပြီးတော့တကယ်ဝမ်းမာစို့3ကြိမ်မှာ3ကြိမ်လုံးအောင်မြင်ခဲ့ပြီးတော့ United ကစားသမားတွေထဲမှာသူတက်ပြုလုပ်ပြနိုင်တဲ့ကစားသမားမရှိခဲ့တာကိုတွေ့ခဲ့ရတယ်။ဒါဟာတိုက်စစ်ကစားသမားတယောက်အတွက်တော်တော်လေးကြိုးစားကစားခဲ့တဲ့တပန်းစစ် action လို့ပြောလို့ရတယ်။ ကဲအဲ့တော့ United ကဒီပွဲမှာဆိုပြီးခဲ့တဲ့ပွဲတွေကနိုင်ခဲ့တဲ့ပွဲတွေကလို့မဟုတ်ဘဲနီးပြအမွန်ရဲ့ out of position မှာဖူဖူတူရှိတ်တုံးပြလာခြင်းနဲ့အနိုင်ရလက်နဲ့ထိုက်တန်တဲ့ဗကားပုံတစ်ခုကိုပြသခဲ့တယ်လို့ပြောလို့ရတယ် အမွေနေနေလဲနောက်လာမဲ့ပွဲတွေမှာခေါင်းမမာပဲဖူဖူဒူရှိပ်ပုံကံကိုအသုံးပြုသင့်တယ်လို့ထင်တယ်ဒီပုံကအသုံးပြုခြင်းက United လို့ကွင်းလင်အားနည်းချက်ရှိနေတဲ့အသင်းအတွက်အစဉ်ပြေတဲ့နည်းပြအတစ်ခုလို့ထင်တယ်ဒီပွဲဟာ United နိုင်ဖဲတဲ့ပွဲတွေထဲမှာထိုက်တန်တဲ့နိုင်ပွဲတစ်ခု ဖြစ်ခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်အဲအဲ့တော့ဗီဒီယိုလေးတင်ဆက်ပေးပြီးပြီဆိုတော့ United အကြောင်းအရာတွေကိုနားဆင်ကြည့်ရှုခြင်းနဲ့ဆိုရင် ကျွန်တော်ရဲ့ United Zone Channel လေးကို Like and Subscribe လုပ်ထားပြီးတောင်းဆိုပါတယ်ကြီးစုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်